မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဒီဝီဗီမှာဖော်ပြထားတဲ့စောင်းမရှင်ချင်းမင်းနွဲ့ကြည်ရဲ့ဒေါ်အောင်ဆန်းစုကြည်သို့မဟုတ်နတ်တိပစ္စယောနဲ့ဂျေဇူးပြုနေစေကောင်းဆောင်ဆိုတဲ့စောင်းပါဖြစ်ပါတယ်ဂျွန်စကိုရာဆိုရင်ကျွန်တော်တို့ကောင်းဆောင်ရဲ့အသက်80ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်အမတန်စိတ်ထိခိုက်စရာကောင်းတာကတော့ကျွန်တော်တို့ကောင်းဆောင်ဟာ အတမလူတစုဦးဆောင်တဲ့စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုံနှောင်ခြင်းကိုခံနေရပြီးတော့အကျဉ်းဆောင်ထဲမှာအကျဉ်းသားဘဝနဲ့ဖြတ်တန်းနေရတဲ့အချိန်ဖြစ်နေလို့ပါပဲ။တောင်ဆန်းစစ်ကြီးကိုဖက်စစ်စစ်တပ်ရဲ့ခေါင်းဆောင်မယောင်လှိုင်ကအကျဉ်းချထားခြင်းဟာပြည်သူလူထုရဲ့စိတ်ဝိညာဉ်ကို ထောင်ချထားတာနဲ့အတူတူပါပဲ။တောင်အောင်ဆန်းစစ်ကြီးနိုင်ငံတော်ယူတိုင်းမင်ကန်ပုတ်ကိုရာတူတာဝန်ထမ်းဆောင်ခဲ့စဉ်က စာရေးသူသဘောကျတဲ့ခေါင်းဆောင်ရဲ့ လုပ်ငန်းစဉ်တွေများစွာတဲကမှ အချက်၃ချက်လောက်ကို ထုတ်ဖော်ပြောပြခြင်းပါတယ်။နံပါတ်၁လူထုတွေးဆုံပွဲများခေါင်းဆောင်ဟာပြည်သူလူထုနဲ့တွေးဆုံပွဲတွေလုပ်ပြီးပြည်သူလူထုနဲ့အပြန်အလှန်စကားပြောရတယ်။အလားပါစကားဝိုင်းတွေမဟုတ်ဘူးနော်။ဂျိုတင်စီစဉ်ထားပြီးတင်ပြထားတဲ့အတိုင်းပြောရတဲ့လူဆက်စကားဝိုင်းတွေမဟုတ်ဘူးဆိုတာခေါင်းဆောင်နဲ့လူထုတွေးဆုံပွဲတွေလက်တွေ့ကြုံဘူးတဲ့ ူတွေသိကြမှာပါလူတို့တွေးဆောင်ပွဲတွေရဲ့အရေးပါမှုဟာပြောမကုန်နိုင်အောင် ကြိုးကျေးဇူးများပါတယ်ကိုစားပြုဒီမိုကရေစီအရာအရွေးချယ်ခံထားရတဲ့ခေါင်းဆောင်အကြီးအကဲတယောက်ဟာလစ်လက်သွားနိုင်တဲ့ဟာခွက်နေရာမှာအများပြည်သူ လူထုကထိရောက်စွာကျင်သုံးနိုင်တဲ့တရားဒီမိုကရေစီအဆင့်ကိုစိတ်လိုလျော့ပြန်သွားပေးနေတဲ့ခေါင်းဆောင်တယောက်ရဲ့ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်မှာထားတဲ့စိတ်စည်ရနာစွမ်းရည်တက်တည် တစ်ခုပါပဲနံပါတ်2လူငယ်ចောင်းသူចောင်းသားများ ਨੇ တွေ့ဆုံစကားဝိုင်းများခေါင်းဆောင်ဟာလူလူနဲ့တင်တွေ့ဆုံပွဲတွေလောက်တာမျိုးမဟုတ်ဘဲမျိုးဆက်သည့်လူငယ်တွေနဲ့ပါတွေ့ဆုံဆွေးနွေးစကားဝိုင်းတွေလောက်တာ တွေ့ရမှာပါဒါဟာတိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုလို့ကျွန်တော်မြင်ပါတယ်ဒါဟာနိုင်ငံခေါင်းဆောင်တယောက်ရဲ့တိုင်းပြည်နဲ့လူမှုပေါ်ထားတဲ့ကြီးမားတဲ့စိတ်စည်ရနာတစ်ခုပါပဲ။ ဒီထက်အရေးကြီးတာကခေါင်းဆောင်ဟာလူငယ်များနဲ့စကားပြောတာထက်အနာဂတ်နဲ့စကားပြောနေတာပါနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ပြစ်စုံပံမှာသူဘာလုပ်ရမလဲလို့သိဖို့အတွက်အနာဂတ်မှာခေါင်းဆောင်ဖြစ်လာမယ့်လူငယ်တွေနဲ့စကားပြောခြင်းနဲ့လူငယ်တွေရဲ့အတန်ကိုနားထောင်ခြင်းဟာအလွန်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ကျွန်တော်မြင်ပါတယ်။အားကြောင့်လဲဆိုတော့အခုချိန်မှာခေါင်းဆောင်ဟာကျင်းကြနေပြီမြေခေါင်းဆောင်ရဲ့ကြိုးစားဆောင်ရွက်ချက်တွေဟာအခုသူမရှိတော့တာတောင် ျွန်တော်တို့ကိုမရှိခြင်းအပြင်နတ်ထိပစ္စယောအနေနဲ့ယေຊုပြုနေပါတယ်။ကောင်းဆောင်ဟာတစ်ချိန်ကလူတို့တွေးဆမှုတစ်ခုမှာပြည်သူလူထုရဲ့မေခွန်းတစ်ခုကိုအခုလိုဖြေပူးပါတယ်။ "तू မရှိတော့ရင်တောင် ဖြစ်တဲ့နိုင်ငံတော်တဲ့။ तू မပါဘဲနဲ့တောင်ဒီမိုကရေစီနဲ့လူခွင့်ရေးတွေကို တိုက်ယူရဲတဲ့ပြည်သူလူထု"ဒီလိုမျိုးပြည်သူလူထုကိုကျွန်မမြင်ကျင်ပါတယ်လို့ပြောပူပါတယ်ဖြေခဲ့ပူပါတယ်။ နံပါတ်3တမွေးပညာသင်ကျောင်းများဖွင့်လှစ်ပေးခြင်းခေါင်းဆောင်ဟာလာရောင်တော်အပါဝင်ဒေါခင်ဂျီဖောင်ဒေးရှင်းအစရှိသဖြင့်အမည်နာမအမျိုးမျိုးနဲ့တမွေးပညာသင်ကျောင်းတွေနိုင်ငံအနှံ့ပြဖွင့်လှစ်ပေးခဲ့တာဟာအင်မတန်ကျေးဇူးတင်စရာကောင်းတဲ့ခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့ဉာဏ်အမျိုးမြင့်နဲ့စိတ်ရင်းစေတနာတွေတဲကအရေးပါတဲ့တစ်ခုပါ တခါကပုပ်ပားက အမေချမ်းလို့ကျွန်တော်တို့ခေါ်လေးရှိတဲ့ Dokinji Foundation ကွန်ပျူတာအခမဲ့သင်တန်းကျောင်းမှာလရောက်တော့ရဲ့တာဝန်ခံနဲ့ရောသူ့ရဲ့အဖွဲ့ဝင်တွေနဲ့ပါမမျော်လင့်ကံကောင်းထောက်မစွာစုံစည်းခွင့်ရခဲ့ပါတယ်။ကျွန်တော်ထင်တာထက်ပိုတဲ့စီမံချက်တွေနဲ့လုံးလုံးနေတာတွေ့ရပါတယ်။လရောက်တော့တာဝန်ခံတော်လိုင်းကာလဖန်ဆီးခံရပြီးပြန်လွတ်လာတော့အင်တာဗျူးစီစဉ်တွေနားထောင်ရပါတယ်။တမ်းပြီးတော့အင်မတန်နှမျောတတဖြစ်ရတဲ့ ရာရောင်တော်စီမံကိန်းအကြောင်းပါတော့အလွန်ပဲစိတ်ထိခိုက်ရပါတယ်။ဒေါန်ဆန်းစုကြည်ကိုဖက်စစ်စစ်တပ်ရဲ့ခေါင်းဆောင်မယောင်လှိုင်ကအကျဉ်းချထားတာဟာပြည်သူလူထုရဲ့စိတ်ဝိညာဉ်ကို ထောင်ချထားတာ ਨੇ အတူတူပါပဲ။အမေကပြောပြပါတယ်။ကျမရဲ့ရုပ်ခန္ဓာကို ထောင်ချလို့ရရင်ရမယ်။ဒါပေမဲ့ကျမရဲ့စိတ်ဝိညာဉ်လွတ်လပ်မှုကိုတော့သူတို့အကျဉ်းချလို့ရမှာမဟုတ်ဘူးလို့အဲ့ဒီလိုသဘောမျိုးပြောခဲ့ပူပါတယ်။ အခုချိန်တွေကတော့မြန်မာပြည်သူလူထုတရက်လုံးကအမေတော်အောင်ဆန်းစုကြည်နဲ့တူ ရှိနေကြပါပဲသူတို့ရဲ့စင်နှလုံးသားထဲမှာသူတို့ရဲ့ခေါင်းဆောင်ဟာဒေါ်အောင်ဆန်းစုကြည်ပါပဲလက်ရှိမြန်မာနိုင်ငံရဲ့အထွေထွေအကြက်တဲ့ပြိပက္ခကိုဒေါ်အောင်ဆန်းစုကြည်ကဥဆောင်ဖြည့်ရှင်းမယ်ဆိုရင်ပြည်လည်နိုင်မယ်လို့သူတို့ယုံကြည်နေကြဆဲပဲဖြစ်ပါတယ်သူတူတဲ့စီမာတာအာနာရောဩဇာရောတည်ရှိနိုင်တဲ့တူတဲ့သောမြန်မာပြည်ရဲ့စုံမှန်းလို့ သူတို့လေးနက်စွာယုံကြည်နေလျက်ပါပဲခမညာ